ဟယ်လိုအားလုံးမင်္ဂလာပါဒီကနေ့ခောက်ဆွဲကြော်လေးကြော်စားကြရအောင်နော်အိမ်မှာရှိတဲ့အသီးရွက်တွေနဲ့ပဲလွယ်လွယ်ကူကူကြော်စားပါမယ်နော်ဒါကတော့စပါဂက်တီကိုရီးယားခောက်ဆွဲကိုတောင်းပြထားပါတယ်ဒါကတော့ဂျက်တာကိုနှနှုတ်ဆက်ထားပါတယ်ပြီးလို့ရှိရင်ဒါကဂျက်တော်နေနဲ့ပဲတော့ရှည်ပါဒါကတော့ကော်ပီတော့ပါပြီးလို့ရှိရင်ဒါကတော့မောင်လာအုပ်နေပါ ပါဝင်ပျက်စီးတွေကဒီလောက်ပဲเนาะအိမ်မှာပဲကြော်စားရဲဆိုတော့ကြောက်ချီတဲ့ဟာလေးနဲ့ပဲ တာဂါရော့စပါဂတီကိုကျွန်တော်တို့အရင်ပြောက်လိုက်ပါမယ်နော်ခောက်ဆွဲအယောင်ကလေးဝါထိန်နေတာပဲဒီစပါဂတီခောက်ဆွဲကတော့တကြပြောက်မှစားလို့ကောင်းမယ်နော်သူခောက်ဆွဲကတော့အသားနည်းနည်းမာတဲ့အတွက်ကြောင့်ကျွန်တော်တို့အချိန်အကြာကြီးပြောက်ပေးရပါတယ်ဒီလောက်အနေထားဆိုရင်တော့ရပါပြီနော်ကျွန်တော်တို့စကားတစ်ခုတည်းမှာကျွန်တော်တို့လောင်းထည့်လိုက်ပါမယ်တချို့တွေကြတော့ခောက်ဆွဲကိုပြောက်ပြီးရင်တော့ရေဆေးလိုက်ပါတယ်ကျွန်တော်ကတော့ရေကမဆေးပါဘူးနော် ရေကမဆေးလဲရတယ်ဆေးလဲရတယ်ကိုသဘောပဲเนาะပြီးလို့ရှိရင်ခောက်ဆွဲအယောင်လေးလှအောင်ကျွန်တော်တို့ကြာညှို့နေအရင်နေထလိုက်ပါမယ်ကျွန်တော်တို့မွန်ပြည်နယ်ဘက်မှာဆိုရင်ခောက်ဆွဲကြော်တဲ့ခါကြရင်ဒီလိုမျိုးပဲကြာညှို့နေအရင်နေထလိုက်ပါမယ်เนาะကဲအားလုံးပြင်ဆင်လုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့သွားကြော်ကြရအောင်เนาะအိုးပူလိုက်ရင်စီထဲပါမယ်စီပူလိုက်ပြီဆိုရင်တော့စနေမောက်အနေငယ်ထဲလိုက်ပါမယ်เนาะ ပြီးလို့ရှိရင်နှုတ်နှုတ်ဆိုင်ထားတဲ့ကြသားကိုကျွန်တော်တို့ဖယ်လိုက်ပါမယ်နော်ကြသားကိုကျွန်တော်တို့အရင်ကြော်လိုက်ပါမယ်ကြသားကကြက်မှကျွန်တော်တို့အတိရွက်တယ်ဖယ်ပါမယ်နော်ကြသားလည်းအနေငယ်ကြက်လာပြီဆိုရင်တော့ကျွန်တော်တို့အရတာသွားဆက်ပါမယ်နော်ကြသားမှောက်ထဲပါမယ်ချိုးမှောက်ထဲပါမယ်ပြီးလို့ရှိရင်ငံပြရေထဲပါမယ်နော်အသားထဲအရတာဆက်ဝင်သွားအောင်ကျွန်တော်တို့တေချာမှွေပေးရပါမယ်နော် ကျက်တာကကျက်လာပြီဆိုရင်တော့ကျွန်တော်တို့အတီးရွက်တွေသွားထည့်ပါမယ်နော်။ဒါကတော့မောင်လဥ်နီရင်ထည့်ပါမယ်။ပြီးရင်ကျက်တော်နေနဲ့ပဲတော့ရှည်ကိုထည့်ပါမယ်။ဒီတော့မျိုးကိုကျက်အောင်ရင်ချက်ရပါမယ်နော်။အတီးရွက်တွေနွမ်းလာပြီဆိုရင်တော့ကျွန်တော်တို့ခရုတ်စီရနဲ့ငယ်ထည့်ပါမယ်။ အတီးအရွယ်စပလာတွေအရောက်လှပို့အတွက်ကျွန်တော်တို့ကြာညှို့အနေငယ်ထည့်ပါမယ်ကြာညှို့ကအများကြီးမထည့်ပါဘူးเนาะခောက်ဆွဲတဲ့မှာလေကြာညှို့ထည့်ထားပြီးသားဆိုတော့ခဏနေရမဲသွားကုန်မယ်ကဲအားလုံးကြက်နေပြီဆိုရင်တော့ကျွန်တော်တို့ကော်ပီတောက်ထည့်လိုက်ပါမယ်ကော်ပီတောက်ကကြက်လွယ်တယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှထည့်ပါမယ် ကော်ပီတောက်လဲနွမ်းလာပြီဆိုရင်တော့ကျွန်တော်တို့ခောက်ဆွဲထည့်ပါမယ်เนาะဒီစပါဂက်တီခောက်ဆွဲကတော့မာရတဲ့ကြောင့်ကျွန်တော်တို့အာရပယမှွေလို့ရပါတယ်เนาะတကြားလေးချက်မှခောက်ဆွဲကနူးမှစားလို့ကောင်းမယ်ဒီလိုမျိုးတင်းတင်းလေးဆိုရင်တော့စားလို့မကောင်းဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်တို့အချိန်ကြကြာကြီးချက်ပေးရပါမယ်เนาะစပါဂက်တီခောက်ဆွဲတစ်ထောက်ကရနေတယ်ထင်နေတာကြော်လိုက်ပြီးရင်တော့အူးအပြည့်ပဲရတယ်เนาะ ခုတ်ဆွဲတစ်ထောက်ကိုကျွန်တော်တို့၄ယောက်အဝစားလို့ရပါတယ်နော်အများကြီးရပါတယ်နိုင်ငံသားမှဆိုတော့အလောက်တစ်ဖက်နဲ့ခုတ်ဆွဲကြောကိုဖန်ခဏမစားဖြစ်ဘူးပေါ့လေနော်ဒီတစ်ခါတော့မစားရတာလေးကြာနေပြီဆိုရတော့ဒါအဝဆွဲပါမယ် တငယ်ချင်းတို့ရောကျွန်တော်လိုမျိုးခုတ်ဆွဲကြိုက်တဲ့လူရှိလားဗျခုတ်ဆွဲကြိုက်တဲ့လူရှိရင်တော့အောက်မှာရေးလာပေးပါတော့ကျွန်တော်ရဲ့ဗီဒီယိုကိုစနေသက်မယ်ဆိုရင် like and share လေးလောက်တာပေးဖို့တောင်းဆိုချင်ပါတယ်နော်ကျွန်တော်ရဲ့ YouTube channel မှာ subscribe မလုပ်ရသေးဘူးဆိုရင် subscribe လောက်တာပေးဖို့တောင်းဆိုချင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ဆောင်အောင်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်